ဟယ်လိုဒီနေ့ကတော့မြင်ချင်းဟင်းရဲ့ချက်ပုံချင်းနီလေးကို လာရှင်းပေးတာဖြစ်ပါတယ်။ကျင်နဲ့သုံးပုံနှစ်ပုံမြင်ချင်းကိုဒါလေးနဲ့ဒီလိုအချောင်းလေးဖြတ်ပေးမယ်နော်။မြင်ချင်းလို့ပုံလုံးလေးကိုမတိတဲ့လူတွေဆိုရှေ့ဗီဒီယိုမှာရိုက်ထားပေးပါတယ်။အဲ့ဒါတွားကြည့်လို့ရပါတယ်နော်။ဒီဟိုဆီးနဲ့ဒီရဲ့မြင်ချင်းကို ကော့ပေးရပါမယ်နော်။ကော့ပုံကော်နီလေးကိုဒီမှာရိုက်ပြထားပါရဲ့နော်။ ဒီဟိုစိတ်မတုံချင်တဲ့လူတွေဆိုရင်ပဲပြားကိုသုံးပေးလို့ရပါတယ်နော်ပဲပြားကိုအခွန်ခွာပြီးတော့ဒီလိုမျိုး copy ပါမယ်ဒါကကော့ထားတဲ့ဟာတွေပေါ့ကော့တဲ့ချိန်ကျရင်အထက်ကအဆံကိုအပြင်ထွက်လို့မရပါဘူးဒီလိုမျိုးဆိုပြင်ကျော်တဲ့ချိန်ကျရင်ဆိုရင်အပြင်ထွက်တတ်ပါလေအဲ့ဒါကြောင့်မို့အဖွာက အပြင်ထွက်တဲ့ဟာကိုပြန်ပြီးတော့ copy နေရပါဘောနော်မြင်ချင်းကပုံနေတယ်ဆိုရင်လည်း စိတ်မပူနဲ့เนาะဒီရဲ့တခါတုံးသူပြပြအိမ်စားတဲ့သူတွေကိုစေးပြီးတော့စားရစီရဲနေပြီးတော့ဒီပုံနေမြင်ကြီးလေးကိုသူတို့မျိုးသူ့ပေါ်မှာပတ်ပြီးတော့ရင်နွေးလေးနဲ့ပြုတ်ပြီးတော့ရင်အင်းနဲ့စိန်ပြီးတော့မနှက်ဖြင်ကြရင်ပြန်ပြီးကြော်စားလို့ရပါတယ်เนาะဒါကပုံနေမြင်ကြီးကိုသူနဲ့ပတ်ပြီးမနှက်ဖြင်မှာပြန်ကြော်စားမှာပါစနတော့ကဒီဟိုစေးနဲ့ထုတ်ထားတဲ့မြင်ကြီးကိုစီများများလေးနဲ့ကြော်ပေးပါမယ် ချော်တဲ့ချိန်ကျရင်ချက်ချင်းမလန်နဲ့နော်အရင်ဆုံးဒီရဲ့မြန်ချင်းကအယောင်လေးတန်းလာပြီဆိုမှအဝါယောင်လေးတန်းလာပြီဆိုမှအနောက်ဘက်ကိုလန်ပေးမယ်နော်ဒါကြောင့်မို့ထုတ်တဲ့ချိန်ကျရင်ဆိုရင်လည်းဒီဒီဟိုဆေးကိုအပြင်မထွက်အောင် တခြားလေးထုတ်ပေးရပါမယ်ကြော်ပြီးတိုင်းဆိုရင်ဟင်းရေဥပေါ်မှာရေထဲကြော်ပြီးတဲ့မြင်ချင်းထဲပြီးမယ် ပြီးရင်ဂျင်းချောက်ကောစာချူမောဝိစတာအထုံစီထည့်ပြီးတော့တနိုင်လောက်တည့်ပေးရမယ်နော်အဲ့လိုဆိုရင်နူးနူးအီအီနဲ့အရန်အရာတာရှိတယ်မြင်ချင်းဟီးကိုစားလို့ရပါပြီနော်နောက်ပြီးတော့မှဆိုရင်လည်းဘာတွေလောက်စားဖြစ်လဲဆိုအချိန်ရှိရင်တင်ပေးပါမယ်နော် follow လုပ်ထားလို့လည်းရပါတယ်